ောတာဆင်ပေါင်းမင်္ဂလာပါခင်ဗျာလေးစားရပါသောဆရာကြီးလေတွင်သာစောချီဤမောင်နှွေဦးနှင့်မဖူးဝေစက်သိမ့်ပိုင်းအပိုင်း21အခန်း86ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာမောင်နှွေဦးနှင့်မဖူးဝေစက်သိမ့်ပိုင်းယနေ့အအောင်တို့ကားကိတ်မှာ ကားအဝင်ထွက်မရှိ၍အလုနေနေသည်နောက်နှစ်ရက်အတွင်းလာစုမရောက်လာမိကားအတွက်လဲကုံပစ္စည်းကအသင့်ရနေပြီမောင်ဦးရေလာအောင်ဟဲ့အအောင်လှမ်းခေါ်လိုက်၍စိတ်ကုံတမ်းမှထိုင်နေသော မောင်ဦးရောက်လာသည်ညော့ဒီစာယူသွားကုလန်းကဒုံမြမြဝင်းတို့ပွဲရုံကိုသွားသိတယ်မဟုတ်လားဟုတ်သိပါတယ် အဋ္ဌိစာကိုပေးလိုက်ရင် သူစီကဘောင်ချာနဲ့ငွေပေးလာလိမ့်မယ်ယူခဲ့ဟုတ်ကဲ့စာကိုယူပြီးမောင်အီးထွက်သွားသည်အောင်းအောင်းငွေစင်းများ တွက်နေစဉ်ဆိုင်သေးသူလူတယောက်ဝင်လာသည်အလုတ်များနေလားဆရာကြီးဟာကိုညွဝင်ခမရတကယ်လာတယ်ဗျာဝမ်းသာလိုက်တာပြောဘာစားမလဲ ။ထမင်းမဲကြွိမဲ့ဗျာ။ခမရထမင်းမစားခဲရသေးဘူးမဟုတ်လား။အောင်းအောင်းဝမ်းသာအားရဖြစ်နေသည်။စားခြင်းလို့လာတာမဟုတ်ဘူး။ကိစ္စလေးတစ်ခုစီလို့လာတာ။ဆို။ဘာကိစ္စလဲ။ကျွန်တော်ဘာများကူညီပေးရမလဲ။အောင်းအောင်းကလိုလိုလလကူညီချင်နေသည်။ကိစ္စကတော့ကျွန်တော်ကိစ္စမဟုတ်ဘူး။ ကိုအောင်အောင်တို့မော်ဂနီချန်နဲ့ပတ်သက်နေတဲ့ကိစ္စဗျာအအောင်အံ့အားသိနေစီမှာပဲကိုညွန့်ဝင်းက သူ့လွယ်အိတ်ထဲမှသတင်းစာကို ထုတ်ယူ၍ဖြန့်လိုက်ပြီးမီနီဝိုင်းသားတော်ကြော်ညာတစ်ခုကိုအအောင်စီမှာချပြလိုက်သည်အအောင်ကြော်ညာကိုဖတ်နေရင်ဒေါသစိတ်များထိတ်တက်လာသည်တောင်းမိုက်ရိုင်းလိုက်တဲ့မိမဗျာ အဆက်မရှိလူချင်းစိတ်တွေအားကြီးနေလိုက်တာကြောညာဖက်ပြီးဒီနေ့မကြေမနက်ပြောရင် ကိုညွဝင်ကိုမော့ကြည့်လိုက်သည်ကိုຫນွေဦးဆိုတာကိုအောင်အောင်ပြောမှုတဲ့အကူမဟုတ်လားဟုတ်တယ်ဒီကြောညာအရဆိုရင်တော့သူကကိုຫນွေဦးနဲ့လက်ထပ်ပြီးကလေးကတရားဝင်ကွာဆင်းပြက်စဲတာတခါမှမလုပ်ဘူးသေးဘူးပေါ့ဟုတ်တယ် ကိုကိုဦးကလည်းကျွန်တော်ပြောတာနားမထောင်ဘူးဗျာပထမအချိန်ကားမောက်ဒုက္ခိတဖြစ်ကလေးကကြွားဖို့ကောင်းတယ်မကြွားခဲ့တော့အဲ့ဒီမိမအိမ်ပေါ်ပြန်တက်လာတယ်အအောင်ကຫນွေဦးကိုစိုးစနာတေချောင်းကြံစီသည့်ကိစ္စများကိုအချင်းချုံပြီးပြောပြသည်ဩတော်တော်ကြောက်စရာကောင်းတဲ့မိမပါလားဟုတ်တယ် အဲ့ဒီလိုဖြစ်ပြီးအိမ်ကထွက်ပြီးတော့လေကျွန်တော်ကတရားဝင်ကြွားဖို့ပြောတာကြွားစရာမလိုဘူးတဲ့သူ့မျက်နှာကိုမမြင်ကြည့်ဘူးတဲ့သူပြန်လာရေးမှမဟုတ်တော့ဘူးတဲ့ခုတော့စင်းရင်ဆုပ်ကုန်တာပေါ့ဗျာကိုညုံဝင်ကတရားရုံးမှလည်းလုံနေတယ်ဥပဒေလည်းတတ်နေတယ်ဆိုတော့ကြောင်ညာရဲ့သဘောကိုဆင်းပြပါဦးတကယ်ကောသူ့မှာအဲ့ဒါလိုရပ်ပိုင်ခွင့်တွေရှိသေးလား သူဆိုလိုတာကတော့သူသာတရားဝင်မရဖြစ်ကြောင်းကိုຫນွေဦးနဲ့လည်းလုံးဝကွာဆင်းပြတ်စဲတာမရှိကြောင်းပေါ့ဗျာကိုຫນွေဦးလက်ရှိပိုင်ဆိုင်မှုအလုံးရဲ့တဝက်ကိုတရားဝင်မရဖြစ်တဲ့သူ့အနေနဲ့ပိုင်ဆိုင်တယ်ဆိုတဲ့သဘောပေါ့ဒါကြောင့်မို့ကိုຫນွေဦးအနေနဲ့ဆင်းဆင်းလေးလေးဖြစ်ကြည့်ရင်သူ့ကိုလက်ရှိပိုင်ဆိုင်နဲ့အလုံးရဲ့တဝက်ပေးရမယ်ပေါ့တောင်းတာပါ လင်းသေးရမရရတဲ့ဆိုတဲ့စကားရှိတယ်ဗျာနောက်ပြီးမြမဒလိထုံတန်းအရာဥပဒေအရာလင်းမရဟာစီပစ္စည်းရဲ့တဝက်ကိုတရားစီထချံခွဲပိုင်ဆိုင်နေဆိုတဲ့စကားရှိတယ်အဲ့ဒီအချက်တွေရသူကတောင်းဆိုတာကိုကိုဦးပြတ်အောင်မလုပ်ခဲ့တာတိတ်နာတာပဲဗျာတေချောင်းကြံတုံးကလား တရားဆွဲခဲ့ရင်ဒီမိမအပြစ်ရပြီ လင်ကမ်းမရကန်းလဲပြတ်စဲမှာပဲအခုတော့အားလုံးဆုတ်ကုန်ပြီအအောင်တဘောမှာရုံမာပြီးလောဘကြီးသောမိမကိုဘာပစ္စည်းများမပေးခြင်းမဆုတ်ပါဘူးအဲ့ဒါကိုဆင်းလို့ရပါတယ်ဟာလောက်ပါဘူးဗျာဘယ်လိုလုပ်ရမလဲကျွန်တော်ကိုအကြံဉာဏ်ပေးစမ်းပါဒီလိုဗျာ တက်တိုက်ဆက်ဆိုင်ဖြစ်တာဖြစ်လာတာလေးတခုရှိတယ်ဒီမိမကန့်ဆိုးချင်လို့ဗျအောင်စိတ်ဝင်စားစွာနားထောင်နေသည် ခမည်းတော်ကိုကားမောက်ပြီးဒုက္ခိတဖြစ်တဲ့အချိန်သူမဟောဂနီချံကထွက်သွားတယ်ဗျာအအောင် ကောင်းညိသည် နောက်တော့ကိုအောင်ခုနကပြောသလိုမဟောဂနီချံပြန်ဝင်တယ်အဲ့ဒါလို့မဝင်ခင် ဒီမိမကကိုကြိုစွာမှုဆိုတဲ့လူနဲ့တရားရုံးမှာတရားဝင်လာပြီးလက်ထပ်တယ်ဗျဟင်ဟုတ်လားဟုတ်တယ်လက်ထပ်တာကတရားဝင်ဆိုပေမဲ့တိတ်တိတ်ကလေးလျှို့ဝှက်လက်ထပ်တာပေါ့ဗျာဟုတ်ဟုတ်ကဲ့ကျွန်တော်တို့တရားသူကြီးကအဲ့ဒီကိုကြိုစွာမှုဆိုတဲ့သူနဲ့အကြောင်းနေဘက်တငယ်ချင်းဗျာ တရားသူကြီးကတော့ဓာတ်တွေဘယ်သိမလဲဗျာအပြုံနဲ့လူပြူဖြစ်တယ်အရွယ်ရောက်ပြီဖြစ်တဲ့ဆိုရင်တရားဝင်လက်ထက်စာချုပ်မှာလက်မှတ်ထိုးပြတာဗောကျွန်တော်ကပဲ လက်ထက်စာချုပ်ကိုလက်နှိုက်ဆက်ရိုက်ပေးရတာဩအတိတ်တည်းတယောက်လူနေလို့ကျွန်တော်ပဲလက်မှတ်ထိုးပြရတာအဲ့ဒီကလေးကစုစနာဆိုတဲ့နမည်ကို ကျွန်တော်ကောင်းကောင်းမှတ်မိနေတာ ဒါပေမဲ့အဲ့ဒီတုန်းကဒီမိမဟာမောဂနီချန်နဲ့ဆက်ဆက်နေမှဘယ်သိပါမလဲဟုတ်တာပေါ့ဘယ်သိပါမလဲလက်ထပ်ပြီးတော့ကျွန်တော်တို့ကိုညစာကြွေးသေးတယ်နောက်တနေ့ကျွန်တော်ဆရာတရားသူကြီးနဲ့တွေ့တော့ဆရာကပြောတယ်သူနဲ့ចောင်းတဲ့ចောင်းနေပဲចោសាမှုဆိုတာဖဲသမားတယ်တိတ်လေတယ်တဲ့ မိမကလည်းတတော်လိမ်မဲ့ပုံစံပဲတဲ့ဖြန်နှကောင် အမိချင်ရင်ဘသူနာလို့ဘသူဘာဖြစ်မလဲမသိဘူးတဲ့ခုတော့ဂျားကကိုကိုဦးနာမှာဗောဗျာမနာဘူးလေဗျာအဲ့ဒီကိစ္စကို ကျွန်တော်စဉ်းစားမိတာနဲ့သတင်းစာမှာကြော်ညာတွေ့တွေ့ချင်းကိုအောက်စီပြေးလာတာနာမှာကသူတို့နှစ်ယောက်ဗျာဟင် ဘယ်လိုနားမလဲကိုနေဦးနဲ့တရားဝင်ကွာဆင်းမထားရသည်ပဲနောက်တစ်ယောက်နဲ့လက်ထပ်တော့အဲ့ဒါခုဖေးသမားကမရက်ခုံးမှုနဲ့ထောင်ကြမယ်စိုးစနာကအိမ်အောင်ရေးပြမှုနဲ့ကိုနေဦးကိုကွာဆင်းပေးရမယ်သူ့ပြမှုကြောင့်ဘာပစ္စည်းမှလည်းရောက်ွယ်မရှိတော့ဘူးဟာကောင်းလိုက်တာဗျာကိုညွင့်ဝင်ကျွန်တော်ကိုကူညီပါဦး အာအာအာဝန်သာအာရဖြစ်သွားသည်ဒါဗိမဲ့ကိုကိုဦးကအဲ့ဒီမိမနဲ့မတွေ့ကြဘူးဆိုရင်ခတ်အောင်မယ်မခတ်ပါဘူးခမားဂျင်နရယ်ပါဝါလွှဲယူလိုက်သူရင်ဆန်စရာမလိုတော့ဘူးโอเคဒါဆိုကောင်းတယ်ခုလောက်ဆိုကိုကိုဦးလည်းသတင်းစာဖတ်ပြီးတော်တော်စိတ်ထိခိုက်နေတော့မယ် အသေးစိတ်လောက်ရမှာတွေရှိတယ်ဗျကျွန်တော်ကိုအောင်ကို အားလုံးပြောပြမယ်လာဗျာမနှက်စာသွားစားရင်ပြောကြရအောင် ကျွန်တော်လည်းမစားရသေးဘူးအာအာထိုင်ရမထားလိုက်ดิမောင်မျိုးရေခင်ဗျာဆေးထွက်တိုင်းဟိုဟေးငါအပြင်ခဏသွားလိုက်ဦးမယ်နောက်ဘက်ထက်ကူပေါ်မှာ လူငယ်တယောက်ဆင်းလာ၍အအောင်နှင့်ကိုညိုဝင်ရုံငန်းထဲမှထွက်ခဲ့ကြသည်အခန်89နေကင်းတဏ္ဍီလောက်အအောင်အိမ်ပြန်လာသည်နှွေဦးအခန်းထဲတွင်ဝင်သွားတော့ထုံးစံအတိုင်းပြတင်းပေါက်နားမှကျုံးလေးပေါ်မှနှွေဦးထိုင်နေသည်သူ့အစိမ်းမှတည်င်းစားကြောင်ဖြန့်လျက်ယော့ ဖက်ကြည့်ဝေဦးကအသင့်လှန်ထားသောတည်င်းစာကိုအအောက်ထံလှန်ပေးသည်ကျွန်တော်ဖက်ပြီးပြီအအောင်ကတည်င်းစာကိုလှမ်းမယူ ကလထိုင်တလုံးသွားယူပြီးຫນွေဦးနားမှထိုင်လိုက်သည်မင်းဒါကြောင့်မို့အစောကြီးပြန်လာတာလားဟုတ်တယ်အတော်အကြံပတ်ဆက်တဲ့မိမကွာ ပစ္စည်းတဝက်ပေးရမှာငါမနှမျောပါဘူးတရင်စားတဲ့အခုလူပါလာတာသိတ်ဆက်เสียကောင်းတယ်ငါကတော့ဒီမိမနဲ့ပတ်သက်မိတာငါဘာမှောက်တာမဟုတ်ဘူးတဘောကလုံးမှောက်တာပဲနွေဦးဤမျက်နာမှာအခုနနက်ပိုင်းမှာပင်ပူ၍ပူစားသွားသည်ဟုအအောင်ထင်မိသည်ကုကူတော်တော်စိတ်ဆင်းရဲသွားမှာပဲ စိုးစနာကိုအအောင်ဒေါသဖြစ်မိသည်ငါတိတ်ပြီးစိတ်တက်ကြရလေကွာငါဘွားကလည်းငါစိတ်ပြတ်သွားပြီငါအတွက်ဘာမှလည်းမျှော်လင့်ချက်မရှိတော့ဘူးငါလည်းဘာမှမဖြစ်ချင်တော့ဘူးအဲ့ဒီတော့နောက်ဆုံးငါစိတ်ချမ်းသာစရာတခုနေအောင်ကို အအောင်ကစကားဖြတ်ပြောရန်ကြိုးစားသည်သို့သောမင်းဖြတ်မပြောနဲ့အအောင်ငါပြောတဲ့စကားဆုံးအောင်နားထောင်နှွေဦးကအအောင်ကို တင်းတင်းမမဟန့်တားပြီးဆက်ပြောသည်ငါအမြဲတမ်းတွေးနေတာလေတခုရှိတယ်ငါဖြစ်ချင်တဲ့ဆန္ဒပေါ့ကွာအဲ့ဒါဆိုရင်ငါအတွက်စိတ်ချမ်းသာစရာလေးတခုတော့ရမှာပေါ့ ငါမင်းနဲ့ဖူးဝေကိုလက်ထပ်ပေးခြင်းနဲ့ဟာကိုကိုဦးကလည်းမဟုတ်တာအအောင်ကချက်ချင်းညင်းသည်သို့သောຫນွေဦးကအအောင်ကိုလက်ကပြသည်ငါပြောချင်တာမပြီးသေးဘူးမင်းနားထောင်အောင်အအောင်ຫນွေဦးကိုကြည်ပြီးစိတ်ပြတ်သွားသည်ငါဘွားက ဘာမှအတိတ်ပဲမရှိတော့ပါဘူးကွာဒီတော့ဒီမဟောဂနီခြံကြီးဟာမြို့နယ်ဇက်တွေနဲ့ဆက်ပြီးစင်တန်တာကိုငားမြင်ချင်တယ်ဟိုမိမလူချင်းတဲ့ငွေကိုကျင်းနဲ့လောက်အောင်ငားပေးနိုင်ပါတယ်အဲ့ဒါလို့ပေးပြီးရင်ဒီအိမ်နဲ့ခြံရောလုပ်ငန်းတစ်ခုလုံးရော စီးတဲ့ပစ္စည်းအလုံးရောမင်းနဲ့ဖူးဝေကိုလက်ဖွဲ့ပစ္စည်းအဖြစ်ငားလွှဲပေးခြင်းနဲ့ ျွန်တော်ဖူးဝဲကိုလုံးဝလက်မထပ်နိုင်ဘူးကိုကိုဦးဘာကွာမင်းကဘာလို့လက်မထပ်နိုင်ရမှာလဲနှွေဦးမယုံနိုင်အောင်ဖြစ်သွားသည်အအောင်ကိုလည်းမကြည်မနှက်ကြည်နေသည်တကယ်ဖူးဝင်နဲ့လက်ထပ်ရမှာကကျွန်တော်မဟုတ်ဘူးဗျကိုကိုဦးနဲ့လက်ထပ်ရမှာဘာမင်းဘလို့ပြောလိုက်တာလဲဟုတ်တယ်ဗျ ကျွန်တော်ရောဖူးဝေရောကိုကိုဦးဘွားကို အတိတ်ပဲစီးစီခြင်းနဲ့ကိုကိုဦးကကျွန်တော်တို့နှစ်ယောက်စလုံးရဲ့ကျေးဇူးရှင်ကိုကိုဦးပျော်ပျော်ဆွဆွင်ဖြစ်တာကို ကျွန်တော်တို့နှစ်ယောက်စလုံးမြင်ခြင်းနဲ့တကယ်တော့မော်ဂနီချန်ကြီးဟာလေကိုကိုဦးရဲ့မျိုးနဲ့စက်တီနဲ့စင်တန်မှပိုးပြီးအတိတ်ပဲစီမှာမင်းတော်တော့ຫນွေဦးကအအောင်ကို လက်ကားပြပြီးဒါပြီး ငါနားလေသွားပါပြီ။မင်းတို့ကကျေးဇူးတရားကိုနှလုံးသားနဲ့ပြန်ဆက်ချင်နေကြတာကိုအဲ့ဒါကိုငါကလက်ခံပြီးငါဘဝအတိပယ်စီအောင်မင်းတို့နှလုံးသားကိုခြေနဲ့တက်နေရမှာလား။ဟာကိုကိုဦးပြောတာရောင်းမြန်နေဖြစ်နေပြီဗျာ။တကယ်တော့ကိုကိုဦးကကိုနှလုံးသားကိုကိုနင်းချပြီးကျွန်တော်တို့အပေါ်ကျေးဇူးတရားတွေကိုကြည့်အောင်လုပ်နေတာ။ ။ဘာပြောတယ်။မင်းပြောတာဘာအဓိပ္ပာယ်လဲ။ကျွန်တော်အခုပြောနေတာ အမှန်ဗျ။ကိုကိုဦးကကိုယ့်နှလုံးသားကိုနင်းချပြီး ကျွန်တော်တို့အပေါ်စေတနာကောင်းနေတာ။မင်းအဓိပ္ပာယ်မရှိတာတွေစောက်ပြောမနေနဲ့အောင်းအောင်။မင်းတို့ငါစိတ်ချမ်းသာတာပျော်ရွှင်တာတကယ်မြင်ချင်းနဲ့ဆိုရင်မင်းနဲ့ပူဝေလက်ထက်ကြလက်ထက်လိုက်ကြ အာအောင်ခေါင်းရမ်းလိုက်သည်ကုကုဦးကလည်းဗျာလက်ထက်တဲ့ဆိုတာတယောက်နဲ့တယောက်မြတ်တာစီကြမှာအတိတ်ပဲစီတာဗျာဟာမင်းနဲ့ဖူးဝေတယောက်နဲ့တယောက်မြတ်တာစီနေကြတာပဲကွာငါအားလုံးသိပြီသားຫນွေဦးအတန်းကကျဲလာသည်မဟုတ်ဘူးဗျကိုကိုဦးတိတာလုံးဝမဟုတ်ဘူးမင်းလူညာ ရွေဦးဒေါသတကြီးဆွဆွဲလိုက်လေသည်ကျွန်တော်ကဘာလို့ဘာကိုညာရမှာလဲကိုကူပြောသလိုသာဘူးဝင်နဲ့ကျွန်တော်ချစ်သူတွေဖြစ်နေကြရင်အခုချိန်မှာဝမ်းသာအားရလက်ထက်လိုက်မှာပေါ့ဗျအေးဟုတ်တယ်မင်းတို့အဲ့ဒါလိုလက်ထက်ရမှာအာအောင်ခေါင်းငူသာတွင်တွင်ခါနေသည်မဟုတ်သည်ဘူးကိုကူရာ ဒီမဟုတ်တဲ့ကိစ္စကိုအရင်ပွားနေရတာနဲ့တကယ်အရေးကြီးတာတွေပြောလို့မရတော့ဘူး။ဘာကွာ။ဒါမဟုတ်တဲ့ကိစ္စမဟုတ်ဘူး။လူနှစ်ယောက်ရဲ့တသက်လုံးစိတ်ချမ်းသာပျော်ရွှင်မှုနဲ့ဆိုင်တဲ့ကိစ္စကွာ။အဲ့ဒါကြောင့်တကယ်ချစ်တဲ့သူချင်းသာလက်ထပ်ဖို့ကျွန်တော်ပြောနေတာဗောဗျာ။တကယ်ချစ်တဲ့သူချင်းလက်ထပ်ဖို့ဆိုရင်မင်းနဲ့ဖူးဝေလက်ထပ်ရမှာဗောကွာ။ ကျွန်တော်တို့ချစ်သူတွေမဟုတ်ဘူးဗျာကိုကိုဦးကိုကျွန်တော်ပြောပြပြီပဲကိုကိုဦးကိုကိုကိုညာနေတာ ကိုကိုဦးကသာဖူးဝေကိုတကယ်ချစ်နေတာအောင်းအောင်းငိုတန်ပါလာသည်မဟုတ်ဘူးကွာဖူးဝေကိုငါမချစ်ဘူးຫນွေဦးကအယူတယောက်လိုអော်လိုက်သည် ဟုတ်တယ်ကိုကူဖူးဝေကိုတိတ်ချစ်တယ်ဆိုတာကျွန်တော်တင်မကဘူးဒေါ်ကြီးလည်းသိတယ်ဖူးဝေလည်းသိတယ်ကိုကူကကျွန်တော်တို့နှစ်ယောက်ညလာတတာပန်းညံထဲကခုံတန်းမှာနှစ်ယောက်အတူထိုင်ပြီးစကားပြောကြတာမြင်ပြီးကျွန်တော်တို့ကိုချစ်သူတွေဖြစ်နေကြပြီလို့ထင်နေတာကျွန်တော်တို့စကားပြောတာ ကိုကူဦးကိုလူကျမ်းမှယုံတယ်မဟုတ်ဘူးစိတ်ပါချမ်းသာပျော်ရွှင်လောက်လောက်ကိုတိုင်ပင်နေကြတာဗျာ နှွေဦးကအောင်းအောင်းကိုအသေးချာကြည့်ပြီးနားထောင်နေသည်ကျွန်တော်ကိုကူဦးကိုလေးစားပါတယ်ကိုကူဦးစကားကိုအမြဲနားထောင်ခဲ့တာပါကိုကူဦးကိုကျွန်တော်အဖေထက်အမအရင်ထက်ပိုချစ်ပါတယ်အခုကိစ္စမှာဘူးဝေဟာကျွန်တော်ချစ်သူမဟုတ်ကြင်နေကျွန်တော်လက်မထက်ကျင်အောင်မုန်းတဲ့မိန်းကလေးဖြစ်နေရင်တော့ကိုကူဦးစကားကိုနားထောင်ပြီးကျွန်တော်လက်ထပ်မှာပါအခုဟာက ကိုကိုဦးချစ်နေတဲ့မိန်းကလေးကို ကျွန်တော်ကမချစ်ဘဲနဲ့လက်ထက်ရမှာဘာမှအတိတ်ပဲမရှိလို့ပါကဲအဲ့ဒါလို့ဆိုရင်ငါဖူးဝေကိုမချစ်ဘူးကွာမင်းအနေနဲ့လေဖူးဝေဟာမင်းမုံနဲ့မိန်းကလေးမဟုတ်ဘူးဒီတော့မင်းဖူးဝေကိုလက်ထက်ရမယ်အဲ့ဒီလူတစုတ်ထိုးအနိုင်မကျင့်ပါနဲ့ကိုကူဦးယား နှလုံးသားကိစ္စဆိုတာမညာကောင်းဘူးဗျသူများကိုမညာတင့်တယ်လို့ကိုကုတ်ကူလည်းမညာတင့်ဘူးနှလုံးသားကိစ္စမှာတယောက်ယောက်ကအနစ်နာခံတာမျိုးလည်းမလုပ်ကောင်းဘူးကျွန်တော်ဘက်ကအနစ်နာမခံတင့်တယ်လို့ကိုကုတ်ဦးဘက်ကလည်းအနစ်နာမခံတင့်ဘူးနေအောင်အောင်ငါပြောအောင်မယ်ຫນွေဦးကစကားဖြတ်ပြောရန်စူးစမ်းသည် ခဏလေးပါကူကူကျွန်ုပ်ကိုစကားဆုံးအောင်ပြောခွင့်ပြုပါငါအောင်ကຫນွေဦးကိုတောင်းပန်ပြီးဆက်ပြောသည်ဒီကိစ္စဟာကျွန်တော်တို့နှစ်ယောက်တည်းအငင်းပွားပြီးကျွန်တော်တို့နှစ်ယောက်တည်းဆုံးဖြတ်တဲ့နာဟာမျိုးမဟုတ်ဘူးဗျအရေးကြီးဆုံးကဖူးဝေသူလဲနှလုံးသားနဲ့လူကိုပဲရုပ်မဟုတ်ဘူးအေးကိုပဲရုပ်မဟုတ်တဲ့လူမျို သူ့ဘဝအတွက်အကောင်းဆုံးဖြစ်အောင်ငါပြောနေတာဘောကွာဘလို့လို့အကောင်းဆုံးဖြစ်နိုင်မှာလေဗျာသူချစ်တာကကျွန်တော်မှမဟုတ်ပဲသူ့နှလုံးသားမှာတကယ်မေတ္တာရှိနေတာကကိုကူဦးဗျမဖြစ်နိုင်ဘူးနှွေဦးကငြင်းလိုက်ပြီဖြစ်နိုင်ရုံတော့မကဘူးဖြစ်နေတာဒါကြောင့်မို့ ရေးကြီးဆုံးဖြစ်တဲ့ဆုံးဖြတ်ချက်ချရမှာကကျွန်တော်တို့နှစ်ယောက်မဟုတ်ဘူးဖူးဝေဗျသူကကျွန်တော်ကိုပဲချစ်တာဆိုရင် ကျွန်တော်လက်ထပ်မယ်ရတယ်သူကကိုကိုဦးကိုမေတ္တာဆိုရင်မေတ္တာရှိတာဆိုရင်တော့ကိုကိုဦးလက်ထပ်လိုက်တော့ကျွန်တော်သူ့ကိုအခုခေါ်မိမယ်မခေါ်နဲ့မင်းမခေါ်ရဘူးနွေဦးကအအောင်ကိုဖန့်တာသည် သို့သောဖူးဝေကအခန်းထဲသို့ဝင်လာ၍နှွေဦးရောအအောင်မှအံ့အားသင့်စွာစကားမပြောနိုင်ဖြစ်သွားကြသည်ဖူးဝေကသူ့ပါပြင်းပေါ်မှမျက်ရည်များကိုတုပ်ပြစ်လိုက်သည်အအောင်ရောနှွေဦးပါ ဖူးဝေကို ကြည့်နေကြသည်ဖူးဝေဟုတ်ပါခန်းကနေအလုံးကြားပြီးပါပြီ။ຫນွေဦးနဲ့အအောင် တယောက်ကိုတယောက်လှမ်းကြည့်လိုက်ကြသည်ကိုအောင်အောင် ပြောတာတွေအားလုံးမှန်ပါတယ်ကိုကိုကြီးကိုအောင်အောင်နဲ့ဖူးဝေချစ်သူတွေမဟုတ်ကြပါဘူးဖူးဝေကိုကြည့်ရင်ຫນွေဦးရင်မှာလှုပ်လှုပ်ဆဆခံစားနေရသည်အောင်အောင်ကတော့ဖူးဝေပြောသည်ကိုတီတီငိမ့်ငိမ့်နားထောင်ရင်ခေါင်းညိတ်ထောက်ခံနေသည် ဘူးရီကိုအအောင်ကိုခင်ပါပဲဒါပေမဲ့ကိုကိုကြီးအတိတ်ပဲစီစီချင်းနေကိုကိုကြီးပျော်ပျော်ဆွဆွင်ဖြစ်နေတာကို မြင်ချင်းနေကိုကိုကြီးစိတ်မချမ်းသာတာကို မြင်ရရင်ဘူးရီစိတ်ဆင်းရဲရတယ်ပြောရင်းနဲ့ဘူးရီပါပြင်ပေါ်မှာညက်ရီများ စီးကြလာသည်ဒါကြောင့်မို့အနစ်နာခံပြီးကိုကိုကြီးစိတ်ချမ်းသာအောင လှုပ်ချင်တာမဟုတ်လားဖူဝေနှွေဦးကဖြတ်မေးလာ၍ဖူဝေကောင်းရံပြသည်အဲ့ဒီလိုမဟုတ်ဘူးဖူဝေဖူဝေဆေးကို စကားမဆက်နိုင် မျက်ရည်များအဆက်မပြတ်စီးကြလာသည်ကုကုဒီလောက်ဆိုရင်နားလေတင်ပြီဗျာ ကိုကိုဦးကိုတိုင်ကဘာမှဖွင့်မပြောသေးပဲနဲ့မိန်းကလေးကဒီထက်ပိုပြီးဘလို့လို့ပြောလို့ရမလဲ။နှွေဦးတက်ပြင်းတစ်ချက်ချားလိုက်သည်။အဲ့ဒီတော့ကိုကိုဦးကိုတိုင်က အရင်ဝင်ခံလိုက်ပါ။ဘာဘာဝင်ခံရမှာလဲကွာ။ကိုကိုဦးဖူးဝေကိုချစ်နေတယ်ဆိုတာလေ။ငါမင်းကိုထပ်မိမယ်အအောင် မေးပါမင်းဖူးဝေကိုချစ်နေသလားကျွန်တော်ဖူးဝေကိုရေရွတ်တသားခင်မင်းယင်းနီတာထက်မပူပါဘူးဖူးဝေကအအောင်ကို ကြည်နေသည် အခုကျွန်တော်မေးအလှည့်ကိုကူအမှန်တိုင်းဝန်ခံပါကိုကူဦးဖူးဝေကိုຫນွေဦးရင်ထဲမှာ လှုပ်ရှားစွာနှင့်တက်ပြင်းတစ်ချက်ချလိုက်သည်။နှွေဦးကိုလှမ်းကြည့်ရင်ဘူးဝေရင်မှာလှုပ်ရှားရလွန်သည်။ပြောလေကိုကိုဦးဘလို့လဲ။အအောင်ကထမီသည်။နှွေဦးဘာမှမပြောဘဲအအောင်ကိုလှမ်းကြည့်ရင်တက်ပြင်းတစ်ချက်နဲ့အတူမျက်လွှာပါချသွားသည်။ကျွန်တော်နားလေပါဘူးကိုကိုဦး။ ဖွင့်ပြောဖို့မလိုတော့ပါဘူးအအောင်ပြုံးပြီးခေါင်းညှိပြလိုက်သည်ကဲအခုဖူးဝေလှဲ့ဖူးဝေပြောဖူးဝေတက်ပြင်းမောတစ်ချက်ချလိုက်သည်ပြောလိုက်ပါဖူးဝေဒါဟာဘာမှဆက်စရာမဟုတ်ပါဘူးအအောင်ကတိုက်တွန်းအားပေးစကားဆိုသည်ဖူးဝေဘာမှမပြောဘဲ ကောင်းလေးငုတ်ထားသည်ကဲနှစ်ယောက်စလုံးဘလူမမငင်းကြဘူးဆိုတော့အတိတ်ပဲကဆင်းပါတယ်အအောင်ကအခန်းထဲမှထွက်သွားသည်ဟေ့ကောင်အအောင်မင်းမသွားနဲ့နွေဦးကလှန်တာသည် ကျွန်တော်စကားပြောရတာအာချောက်လုံလို့ရေးသွားတော့မလို့ပြီးတော့မှပြန်လာခဲ့မယ် အအောင်အခန်းပြင်သို့ရောက်သွားသည် ဖူးဝေနွေဦးတွန်းလေးပေါ်မှဆင်း၍မတ်တက်ရက်လိုက်သည်ကုကူကြီးနွေဦးနာသို့ဖူးဝေညင်သာစွာရောက်သွားသည်နှစ်ဦးသားတယောက်ကိုတယောက်ရင်မှတင်းကျပ်စွာပွေဖက်ထားလိုက်ကြသည်နှစ်ဦးသား၏ရင်ထဲမှနှလုံးခံသွားများသည်ကမ္ဘာလောကကြီးတစ်ခုလုံးကို လွှမ်းမိုးသွားလေသည်အခန်း86ဧကန်ထဲမှာနွေဦးဘူးဝေနှင့်အအောင်တို့သုံးဦးပြန်ဆောင်မိကြသည်ကဲဦးမိမကြောင်ညာကိစ္စဘယ်လိုလုပ်ရမလဲနွေဦးကအအောင်ကို မေးခြင်းဖြစ်သည်သို့တော်ဘူးဝေက သူလိုချင်တဲ့ဆိုရင်ခူးဝေဘာပစ္စည်းမှမမတ်မောပါဘူးကိုကိုကြီးခူးဝေကိုကိုကြီးကို စိတ်ချမ်းသာအောင်ပြုစုခွင့်ရရင်ကျင်းနေပါတယ်နေအောင်ကိုမေတ္တာကိုတက်တည်ပြဖို့ရအတွက်အဲ့ဒါလို့မလိုအပ်ပဲနဲ့အနစ်နာခံပြီးရက်ရောတာတွေမလုပ်နဲ့ဘာမှအတိတ်ပဲမရှိဘူးဒီမိမကိုတပြားမှမပေးနိုင်ဘူးပေးစရာလည်းမလိုဘူး အအောင်ကသူတငယ်ချင်းကိုညွန့်ဝင်းထမတိထားရသည်များကိုအားလုံးကို ပြောပြပြီးသူနှင့်ကိုညွန့်ဝင်းတိုင်ပင်ထားသည်များကိုပါနှွေဦးနှင့်ဘူးဝေကိုပြောပြသည်အဲ့ဒီတော့ကိုကိုဦးအနေနဲ့ဒီမိမကိုမမြင်ချင်ဘူးဆိုရင် ကျွန်တော်ကို general power လွှဲပေးပါ ကျွန်တော်ဘာသာဆက်လုပ်မယ်အေးလွှဲပေးမယ် အခန်း89နောက်၃ဘက်အကြာတွင်ငွေကြေးတပြားတစ်ချက်မျှမရပဲတရားဝင်ကွာဆင်းပြက်စဲစာချုပ်မှာစူးစနာလက်မှတ်ရေးထိုးလိုက်ရလေသည်အခန်း70နောက်တလကွေးအကြာတွင်ကြောစွာမှုမရာခိုးမှုဖြင့်ထောင်ကျသွားလေသည်အခန်း80 87ဘူဝေအဝေးတင်တက္ကသိုလ်ဥပဒေပထမနှစ်စာမေးပွဲဖြေပြီးနောက်မောင်နှွေဦးနှင့်မဘူဝေ ဖောင်းကြွဆွေစလုံးများပါသည်ဖိတ်စာလလလေးများကို အအောင်တရားယင်းနီခင်မင်သောဆွေမျိုးများ မိတ်တင်ခါဟများခံသူကိုယ်တိုင်လှဲ့လေဝေငှလေသည် ဟုတ်ကဲ့ လေးစားရပါတော့ဆရာကြီးလေတွင်သာစောချီဤမောင်နှွေဦးနှင့်မဖူးဝေဇတိန်ပိုင်းဤတွင်ပြီးဆုံးပါပြီမောင်နှွေဦးနှင့်မဖူးဝေ အပိုင်းဆက်အခန်းဆက်များကိုစောက်စားနားဆင်အားပေးကြတဲ့တောတာဆင်း အားလုံးကိုတူတယောက်ချင်းစီအားလုံးကိုအထူးပင်ကျေးဇူးတင်ပါတယ်သောတာစင်ပေါဘိဗေယဝေးကွာကြပါစေကျွန်တော်ဧည့်သည်ပါ